မကြသေးမီကပြန်ကြံခဲ့တဲ့အဲအိန္ဒိယလေကြောင်းလိုင်းရဲ့ခီးတဲ့တင်လေယာဉ်ဟာအင်ဂျင်အစ်စ်တစ်လုံးတက်ထားကြောင်းလေးလာတွင်းရှိခဲ့တယ်လို့သိရပါဗျ။ဒီလေယာဉ်ရဲ့အင်ဂျင်တွေအနက်တစ်လုံးဟာအခုနှစ်ဒဇမလမတိုင်ခင်အထိအသုံးပြုဖို့အသင့်မဖြစ်တဲ့အင်ဂျင်တစ်လုံးဖြစ်တယ်လို့အဲအိန္ဒိယလေကြောင်းလိုင်းကဥက္ကဋ္ဌကပြောပါဗျ။ ညာဘက်အင်ဂျင်က2025ခုနှစ်မလကအသစ်တက်ထားတဲ့အင်ဂျင်ဖြစ်ပါတယ်။ဘယ်ဘက်အင်ဂျင်ကတော့2023ခုနှစ်ကတက်ထားတာပါ။အဲ့ဒီအင်ဂျင်ကိုအခုနှစ်ဒဇမလမှာပြုပြင်ထိန်းသိမ်းဖို့စီစဉ်ထားတာပါလို့အဲအိန္ဒိယလေကြောင်းလိုက်ရဲ့အင်ဂျင်နီယာတဦးဖြစ်သူချန္ဒရာစီကာရန်ကပြောပါရယ်။ဒီလင်းရေးပြတ်ကျမှုနဲ့ပတ်သက်ပြီးထင်ကြေးပေးတာတွေအများကြီးရှိတယ်။ ဒါပေမဲ့အဖြစ်မှန်ကတော့ဒီလီရင်ကလုံးဝကိုဘာပြေသနာမှမရှိခဲ့ဘူးလို့၎င်းကအထမှန်ပြောကြားခဲ့ပါတယ်။အခုလောလောဆယ်မှာတော့လင်ရင်ရဲ့ black box နဲ့ recorder တွေကနေတွေးရှိလာတဲ့အချက်လက်တွေကိုစောင့်ကြည့်ရမယ်လို့၎င်းကဆိုပါတယ်။အိန္ဒိယရဲ့လင်ရင်မတော်တဆမှုစုံစမ်းစစ်ဆေးရေးဆိုင်ရာဘူရိုရဲ့စုံစမ်းစစ်ဆေးရေးအရာရှိဟောင်း Hit Hole Retender ကတော့ဒီဖြစ်စဉ်ဟာလင်ရင်ရဲ့အင်ဂျင်နဲ့ပတ်သက်မှုမရှိကြောင်းကနဦးကောက်ချက်ချထားပါတယ်။